အားလုံးမင်္ဂလာပါအောင်ရင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့တကြွေကြီး Warren Buffett ရဲ့စာဖတ်နည်းဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တင်လုံးနိုင်တဲ့အကောင်းဆုံးယင်းနည်းမြုံနှံမှုကတော့တင့်ကိုတင်ယင်းနည်းမြုံနှံတာပဲလို့ Warren Buffett ကပြောခဲ့ဘူးပါတယ် Warren Buffett ကိုလူတိုင်းလူလူသိကြမှာပါကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်၁၀ယောက်စီးရင်မှာအမြဲလူလူပါနေတဲ့ကြေးကြွယ်တစ်ထည်ကြီးတူဖြစ်ပါတယ် ရင်းနှီးမြုပ်နှံမှုမှာအံ့ဩစရာကောင်းလောက်မှန်ကန်တဲ့ရွေးချယ်မှုတွေကြောင့်သူ့ကိုအိုမာဟာမျိုးရဲ့နတ်ဆရာလို့တင်စားခေါ်ကြပါတယ်။ဝါရင်ဘတ်ဖက်က1930ခုနှစ်အိုမာဟာမျိုးလီဘရာစကာအမေရိကန်ပြည်ထောင်စုမှာငွေဖွားခဲ့ပါတယ်။သူဟာဘတ်ရှာယာဟက်ဒဝေးရဲ့ CEO ဖြစ်ပါတယ်။ဒါကကိုကာကိုလာ၊ Apple ကြီးကိုအပါဝင် လုပ်ငန်းကြီးများစွာကိုပိုင်ဆိုင်တဲ့ကြီးမားတဲ့ holding company တခုပေါ့ ဝါရင်ဘတ်ဖက်ရဲ့ပိုင်ဆိုင်မှုဟာဘီလီယံ100ကျော်ရှိပါတယ်သူ့ရဲ့အလွန်ထက်မြက်တဲ့အတွေးခေါ်ရိုးရှင်းတဲ့နေထိုင်မှုပုံစံနဲ့တသက်တာလုံးတင်ယူနေခြင်းတို့ကြောင့်ပါသူ့ရဲ့ခီးလန်းအတူချုပ်ပြောရရင်အသက်17နှစ်မှာပထမဦးဆုံး stock share ကိုဝယ်ခဲ့တယ်အသက်30မှာတော့တန်းကျွယ်တထေးကြီးဖြစ်နေပါပြီသူဟာနေ့တိုင်းစာဖတ်တဲ့အချိန်အများစုကိုစဉ်းစားခြင်းနဲ့ကုံဆိုးပါတယ်အလုပ်တွေကိုအလင်းလိုလုပ်တာမျိုးမရှိပါဘူး ဝါရန်ဘာဖက်ကဆာဖာနီကိုပြောအောင်ဒါကလုတ်ချင်စိတ်ရှိတယ်ဆိုရင်လူတိုင်းလုံနိုင်တဲ့နီလန်တစ်ခုပဲဝါရန်ဘာဖက်ကပြောဥပါတယ်ကျွန်တော်ရဲ့ရုံငန်းထဲမှာတနေုံထိုင်ပြီးဆာဖတ်နေတာပဲသူဟာတက်နိုင်ရင်တနေ့ကိုစာမျက်နှာ900ကနေ1000အထိဖတ်ပါတယ်သူ့ရဲ့ဆာဖတ်နီကိုတစ်ခုချင်းရှင်းပြပါမယ်နံပါတ်1ပျော်ဖို့တက်တက်မဟုတ်ပဲအသိပညာအတွက်ဖတ်ပါ သူကဖြောဖြေဖို့အတွက်စဖတ်တာမဟုတ်ပါဘူးအထူးသဖြင့်ဒီအရာတွေနဲ့ပတ်သက်ပြီးနည်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 းသင်ယူဖို့ဖတ်တာပါစီးပွားရေးလူတွေတမိုင်းအမှားတွေနဲ့အောင်မြင်မှုဇာတ်လမ်းတွေကိုအဓိကထားဖတ်ပါတယ်သင်ခန်းစာအနေနဲ့ပြောရရင်စဖတ်ယုံတက်တက်မဟုတ်ပဲသင်အုံနောက်နဲ့ဆုံးဖြတ်နိုင်စွမ်းကိုမြင့်တင်ဖို့ဖတ်ပါနံပါတ်1အရေးသွေးမြင့်စာအုပ်တွေကိုရွေးပါ သူကရေပန်းစားတဲ့အတွေးခေါ်တွေတဲ့ပြည်မြဲတဲ့နေရာမတွေကိုသင်ပေးတဲ့စာအုပ်ကောင်းတွေကိုပိုအာရုံစိုက်ပါလေသူကြံပြုထားတဲ့စာအုပ်တွေကတော့ The Intelligent Investor by Benjamin Graham ဒီစာအုပ်ကတော့သူ့အကြိုက်ဆုံးနံပါတ်1စာအုပ်ဖြစ်ပါတယ် Common Stock and Uncommon Profits by Philip Fisher သင်ခန်းစာအနေနဲ့ပြောရရင်သင်ရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုထက်မြက်စေမယ့်စာအုပ်တွေကိုရွေးချယ်ပါအဲ့ဒါတွေကနည်းနည်း ဟောင်းနေတဲ့ကဏဝင်စာအုပ်တွေဖြစ်နေရင်တောင်မှပေါ့နံပါတ်3အခြေယူပါလိုအပ်ရင်ပြန်ဖတ်ပါသူကဖြည်းဖြည်းချင်းဖတ်ပြီးတကယ်နားလည်ဖို့အတွက်စာအုပ်တုံးကိုပဲအချိန်ချင်းပြန်ဖတ်လိမ့်ရှိသင်ခန်းစာအနေနဲ့ပြောရရင်ဖလင်မလိုပါနဲ့လက်နဲ့နည်းနည်းဖတ်ပါစာအုပ်ကောင်းတုပ်သေးကိုနားလည်အောင်ဖတ်တာကစာအုပ်ဆယ်အုပ်ကိုအပေါ်ယံဖတ်တာထက်ပိုကောင်းပါလေနံပါတ်4မှတ်စုရေးပါ ကိုယ်ပါသာကိုစဉ်းစားပါဘာဖက်ကစဉ်းစားခြင်းဟာဆက်ဖတ်ခြင်းတဲ့ပိုရေးကြည့်တယ်လို့ပြောပါတယ်သူကဒီအချက်တွေကိုစဉ်းကျင်သုံးသပ်ပါတယ်ငါဘာတင်ယူခဲ့ရလဲဒါကိုငါဘဝငါလုပ်ငန်းတွေမှာဘယ်လိုအသုံးချမလဲဘယ်အမားတွေကိုငါရှောင်သိမ့်လဲသင်ခန်းစာအနေနဲ့ပြောရရင်ဆက်ဖတ်ပြီးရင်ခဏနားပါ အတွေ့အမြင်တွေကိုရေးချပါတင့်ကိုတင်မေးခွန်းကြီးတွေမေးပါနံပါတ်5နေ့တိုင်းဖတ်ပါ အလေးကျင့်တစ်ခုတိဆောက်ပါသူဟာဆယ်စုနှစ်များစွာကြာအောင်ဆက်ဖတ်ခြင်းကိုနေ့စဉ်အလေးကျင့်တစ်ခုအဖြစ်လှုပ်ဆောင်ခဲ့ပါတယ်နေ့တိုင်းမိနစ်30ကနေ60မိနစ်လောက်ဖတ်ယုံနဲ့အချိန်ကြာလာတာနဲ့အမျှဘုဟုတ္တအာသာချက်ကိုတိဆောက်ပေးပါတယ်သင်္ကားစာအနေနဲ့ပြောရရင် နေ့စဉ်စာအနည်းငယ်ဖတ်ခြင်းက ရေရှည်အောင်မြင်မှုကိုရည်ပါလိမ့်။ပိုပြီးထက်မြက်ခြင်းနဲ့ ိုပြီးချမ်းသာခြင်းနဲ့ပိုပြီးအစွမ်းထက်ခြင်းနဲ့ဆိုရင်ဘာဖက်လို့စာဖတ်ပါစာအုပ်တွေဟာသင်ရဲ့တိတ်ဆိတ်တဲ့ဆရာတွေပဲဖြစ်ပါတယ်အစပိုင်းမှာနည်းနည်းချင်းစီစတင်ပါနေ့တိုင်းစာမျက်နှာ20ကနေ30လောက်ဖတ်ပါ အစွမ်းထက်တဲ့စာအုပ်ကောင်းတုပ်ကိုရွေးပါ မှတ်စုတွေရေးပါ သင်္ကန်းစာကိုလက်တွေ့ကျင့်သုံးပါပြီးတော့အဲ့ဒါတွေကိုတစ်သက်လုံးလုပ်ပါဒါကဘာဖက်ရဲ့နီလန်းတွေပါပဲအကြံပြုချက်အနေနဲ့ပြောရရင် နေ့စဉ် အတွေးအမြင်တစ်ခုရေးဖို့တင်ယူမှုမှတ်တမ်းဒါမှမဟုတ်မှတ်စုစာအုပ်တုပ်ကိုထားပါဒီနေ့ငါဘာတင်ယူခဲ့ရလဲဘာတွေတိုးတက်အောင်လုပ်လို့ရလဲအပေါ်စုအနေနဲ့ပြောရရင်အထုပ်ပတ်တိစာအုပ်တွေကိုဖတ်ပါဝါရင်ဘတ်ဖက်ကသူများရဲ့ဘဝကနေတင်ယူတာဟာတန်ဖိုးဖြတ်မရဘူးလို့ပြောပါတယ်နောက်ဆုံးအကြံပြုချက်ကတော့ဒီစာအုပ်တွေကိုဖတ်ရုံတက်တက်မဟုတ်ပဲစာအုပ်တွေဖြစ်လာအောင်ဖတ်ပါတနေ့ကို စာမျက်နှာ20လောက်နဲ့စတင်မှာအချိန်ကြာလာတာနဲ့အမျှတင်းရဲ့အတွေးခေါ်ယုံကြည်မှုနဲ့အောင်မြင်မှုတွေတိုးတက်လာပါလိမ့်မယ်။ Warren Buffett ကသူ့ရဲ့အုံနောက်ကိုစာကြည့်တိုက်ကြီးတစ်ခုလိုတိဆောက်ခဲ့တာပါ။ဒီချိန်မှာစာအုပ်တုပ်ချင်းစီနဲ့ပေါ့။အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လွယ်လွယ်ကူကြည့်ရှုနိုင်ဖို့ Subscribe ကိုဒီချိန်နှိပ်ပေးထားပါလို့မြတ်တာရက်ခံပါတယ်။ Like နဲ့ Share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day